ရေပြင်းဟာမွေးရေပြင်းမှာကြီးတဲ့မြမပြည်တဲ့ဂျစ်ပစီများကြောင့်မြမနိုင်ငံရဲ့တောင်ပိုင်းဆုံးမှာရှိတဲ့မြေကျွန်းစုဟာတဘာဝအနာတရားတွေနဲ့ဖိနှက်နေတဲ့ဒေသတစ်ခုဖြစ်တယ်လို့သူကြားတဲ့လူမျိုးစုတစုရဲ့အိမ်ငယ်ဖြစ်ပါတယ်သူတို့ကတော့ရေပြင်းမှာပဲမွေးကြတယ်ရေပြင်းမှာပဲထိကြတယ်နောက်ဆုံးရေပြင်းမှာပဲနေပုံချုပ်တတ်ကြပြီးဘဝကြီးရဲ့သုံးပုံနှစ်ပုံနောက်ကိုရေထဲမှာပဲရှင်သန်နေထိုင်ကြရည်သူကြားတဲ့လူမျိုးစုဖိနှက်ဂျစ်ပစီတို့ကဘာဝတိကြတဲ့ဆလုံးလူမျိုးတွေပဲဖြစ်ပါတယ် ရေပေါင်းများစွာပင်လယ်ပြင်ကြီးထဲတသားတွေသို့ဖြစ်ခဲ့တဲ့ဒီလူမျိုးစုတွေဟာမြမလူမျိုးစုအမွေအနှစ်တစ်ခုလည်းဖြစ်တယ်လို့ကဘာပါတဲ့အတိမတ်ပြုထားတဲ့ရှားပါမျိုးနွယ်ဝင်နေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ရဲ့ယူသက်အနေတိမ်ပန်ကနေစလုံးလူမျိုးတွေအကြောင်းစူးစီးရရှိရတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြမနိုင်ငံရဲ့တောင်ပတ်စွန်းကပ်ပတီပင်လယ်ပြင်ရဲ့အပြားရောင်ရေပြင်အောက်မှာရေကျွန်းစုဟာနဂမောက်တီးလို့အရှင်းရောင်ဆောင်ခဲ့ကျွန်းရံတောင်နယ်တွေနဲ့တည်ရှိနေပါတယ်။ ဒီကျိုးစင်းရဲ့ဘူမပြတ်နိုင်တဲ့ guarantee ရေကတခုပါတော့ဘေးရရဲ့သူ့လူအတင်းစားဖို့ပေါ်ကြတဲ့ဆလုံးလူမျိုးတွေပါပဲသူတို့ကိုဒေသခံတွေကဘောကေတူလေးခေါ်ကြပြီးတော့ထိုင်းနိုင်ငံမှာဆွေးနွေးတော့ချောင်းကြီးပင်နယ်လူလူတည်နေကြပါတယ်လိုင်းနေတိုက်ခတ်တဲ့ဂူကတ်ဆောလာတီရဲ့ငါးရီရဲ့တန်ဟာသူတို့ရဲ့တခြင်းလာခဲ့ပြီးသူတို့ရဲ့ဒီငယ်လေးတွေဟာလူသက်တဲ့ကဘာကြီးရဲ့အိမ်ဒီပါပဲ ယူဒါပြောင်းမမှုနဲ့ဘေးနေပြည်ကိုကျွမ်းကျင်စွာလဲပတ်သွားပါနိုင်တဲ့စွဲရည်တွေကြောင့်ပဲဇလုံးမျိုးတွေဟာကမ္ဘာတဝန်းမှာစီးချစ်ဖြစ်နေဖြစ်ထင်ရှားခဲ့တာဖြစ်ပါတယ်။ဇလုံးမျိုးတွေရဲ့သမိုင်းစစ်မြစ်ကိုလေးစားကြည့်မယ်ဆိုလို့ရှိရင်တော့လူငယ်ရဲ့ညက်ပေါင်း9000ကနေ6000တောက်ထိရှီရန်ချတဲ့ဒေယုံနိုင်ငံတောင်ပိုင်းကစိုက်ပျိုးရေးသမားတွေရဲ့အဆက်အသွယ်တွေဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ အဲဒီကနေတဆေးဘော့စတိုနီရှာလူမျိုးတွေဟာတောင်ဟာရှာဂျူးစုအနှံ့ပြည့်နှံ့အခြေချခဲ့ကြပြီးတော့ဒါဒီဂရုနဲ့ပထမပိုင်းနေဂျာယာပွဲပြားချားနာတဲ့လူဖွဲ့စည်းပေကိုတည်ထောင်ခဲ့ကြပါတယ် ။လင်းလင်းရင်မျက်နှာပြင်းမြင့်တလာမှုနဲ့ကံယူရန်ဒေတာတွေရဲ့အပြောင်းအလဲတွေကြောင့်ပဲစလုံးဦးမျိုးတွေဟာရင်းနဲ့တားကြပြီးတော့ပင်လယ်ပြင်မှာတည်ပြည့်နေထိုင်နိုင်တဲ့ဒလိဝင်ရရှိခဲ့တယ်လို့သီအိုရီရယူဆနိုင်ပါတယ်။နှစ်ပေါင်းများစွာကြာမြင့်တဲ့ခရီးရှိတ်ကြီးရဲ့အဆုံးမှာတော့သူတို့ဟာမြန်မာနိုင်ငံရဲ့နေကျွန်းစုနဲ့ထိုင်းနိုင်ငံရဲ့အနောက်ဘက်ကံယူရန်ဒေတာတွေမှာအများဆုံးအထီးထားနေထိုင်ခဲ့ကြပါတယ်။ဆလုံးမျိုးရီဟာတနေရာရင်းမှာအတီးကြလုံးဝမနေထိုင်ကြပါဘူး။သူရဲ့ဘဝဟာပင်လယ်ပြင်နဲ့တားရဲဒီပါဖြစ်ပြီးတော့ ဝမ်းစာအတွက်နှစ်ပတ်ကျော်လာနေထိုင်နေကြတာဖြစ်ပါတယ်။ရေကူးရင်မှုရမှာတဲ့အလိုမင်းကျွမ်းကျင်ကြတဲ့အတွက်ပင်လယ်ပြင်ဟာသူတို့ရဲ့ဥယျာဉ်တစ်ခုလိုပါပဲ။ရေငုပ်တဲ့နေရာမှာလည်းသာမန်လူတွေ15မိနစ်လောက်ကအသားအောင်နိုင်တဲ့နေရာမှာစလုံးတွေကတော့ဘာထောက်ကူဖြစ်စီမှမပါပဲ။ရေအောက်ထင်းမှာ10မိနစ်ကနေ15မိနစ်ဝင်းကျင်လောက်အထိရေငုပ်နိုင်ပြီးအဘဝါရဖြစ်တည်နေတဲ့အကျွမ်းကျင်ဆုံးရေငုပ်သမားတွေဖြစ်ပါတယ်။ ပေါ်ပါတဲ့တက်လုံးတွေကိုထွေးထူပြီးတိဆောက်ထားတဲ့3ရဲ့ရွေးရလီဂင်လေးတွေဟာ3ရဲ့အိမ်ထဲဖြစ်တဲ့လို့ခီးပွားဖို့အတွက်အဓိကသဲယူဖို့ဆောင်ရည်ရင်းနေဖြစ်ပါတယ်။ဒီစင်းမှာမိသားစုတစ်ခုလုံးရဲ့အသုံးဆောင်ပစ္စည်းတွေအစာရေသာတင်ဆောင်ထားရုံနဲ့မကဘဲနဲ့3ရဲ့အဖို့ဖူနေဖြစ်တဲ့ခွေး၊ကြောင်၊ချက်တွေကိုပါတခါရင်ယူဆောင်သွားလို့ရှိပါတယ်။မူရသည်လို့ယာတိကုဇိုးွားတဲ့အချိန်ဒီမှာတော့သူတို့ဒီဟာဒီဆက်ရကျူးနေပုံမှာဝါရိုက်ချီတဲလေးတွေတိဆောက်ပြီးတော့ယာယီနားခိုလို့ရှိပါတယ်။ ။တချို့အချိန်တွေမှာဆိုရင်တော့တဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ဂူရီရဲမှာပူအောင်နေထိုင်ခဲ့ကြပါတယ်။ဘီနေဘီရဲ့အန်ဒီအရီကိုရှောင်ရှားဖို့အတွက်သူတို့မှာတဘာဝအတိုင်းရရှိထားတဲ့အာယုန်ခန်းနိုင်စွဲနဲ့ကျွမ်းကျင်မှုတွေနဲ့တစ်ဖက်ခန့်ခန့်အောင်ပေါ်လာကြပါတယ်။အစတည်းပဲစလုံးလူမျိုးတွေရဲ့ယဉ်ကျေးမှုတည်းအကြောင်းလေးပြောရအောင်ပါ။သူတို့ရဲ့ယဉ်ကျေးမှုတည်းဟာလူစွာမှစိတ်ဝင်စားဖို့ပေါ့မော်ရီသူတို့ဟာခြားသူမျိုးတွေနဲ့ရောနှုန်နေထိုင်တာမျိုးကိုသိပြီးတော့နှစ်သက်ဖြစ်နေဦးရဲ့ရိုးရာဓလေးတွေကိုတန်မှုထားပြီးထိန်းသိမ်းကြပါတယ် တို့ရဲ့လူမှုအဖွဲ့အစည်းမှာနတ်ပူးဝဲမှုဟာအဓိကကြားတဲ့အခမ်းအနားမှာရှိပါတယ်။နတ်ကောင်းနတ်ဆိုးဆိုပြီးတော့နှစ်မျိုးလုံးကိုပြုမဲ့ကြပြီးတော့နတ်ဆရာဟာတို့ရဲ့ဝိညာဉ်ရေးရောက်ခေါင်းဆောင်လေးဖြစ်ပါတယ်။တာကြီးလာကြီးကိစ္စရီမှာနတ်ဆရာရဲ့အဆုံးဖြတ်နဲ့နှုတ်ဆောင်ရေးရှိကြသလိုပျော်ပွဲရှင်ပွဲတွေမှာဒီတချင်းနေတီဆိုသီးမုတ်ကပုံပြီးမိမုံမဲဖက်လက်မှာကောက်ခုံနေကြတာမျိုးလည်းရှိပါတယ်။ကျားနာရာမျိုးဓမ္မမို့လူသေးဆုံးတာမျိုးကြောင့်လာခဲ့ကြလို့ရှင်လေ။နတ်ဆရာရဲ့ညွန်ကြားချက်တိုင်းပဲစပါ၊ရောင်၊အရက်၊ယာယီ၊ခွန်း မဟေးသွေးစိကြက်ငင်းမိုင်းတဲ့ပေးတဲ့လေးတွေကိုရစ်ပူစော်တွေရှိကြပါတယ်သူတို့ရဲ့ရူရပုံတစ်မျိုးကိုလည်းဗုဒ္ဓင်ညူတည်ရင်နဲ့ပြုလုပ်ထားပြီးတော့သူတို့ရဲ့ဂီတာစွမ်းရည်ကလည်းပဲအမခန်းရှိရသူစီရပါတယ်ဇလုံးမျိုးတွေရဲ့ဘာသာစကားဖူလေးလာကြည့်မယ်ဆိုရင်တော့လော့တာလက်ဘီကြိုင်းနဲ့ဒန်းဆိုပြီးတော့အဓိက၄မျိုးခွဲပြားတာကိုပြောရပါတယ်ဒီညာရှင်ကြီးရဲ့ယူဆရဓမ္မသာစကားဟာမူရင်းဘာသာစကားဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဇလုံးဘာသာစကားနဲ့ပတ်သက်ပြီးတော့ပညာရှင်ကြီးအကြောင်းမှအယူဆနှမျိုးကိုပြောပြပါတယ်။ ။တမျိုးကတော့သူတို့ဟာမလေးလူမျိုးတွေရဲ့အစံ့အဝေးတွေဖြစ်တယ်လို့ဆိုထားပြီးတော့နောက်တစ်မျိုးကတော့မုန်ခမာຫນွေဝေဖြစ်တယ်လို့ယူဆထားတာပါ။ဒါကြောင့်မလို့ဘာသာစကားရဲ့တမိုင်းကြောင့်ကိုပြန်လည်ပြီးတော့ကြည့်တဲ့အခါမှာမြမပြည်မှာတိဘက်တရုတ်နဲ့ Australian လို့ခေါ်တဲ့ဘာသာစကားအထက်ကနေမျိုးရှိတဲ့နေရာမှာစလုံးဘာသာစကားဟာရှိရင်လူမှကြတဲ့ Australian ဘာသာစကားအုပ်စုတွေကတခုအပါဝင်ဖြစ်တယ်လို့ဆိုကြပါတယ်။ဒီအော်စတြေးလျဘာသာစကားတွေဟာတိဘက်တရုတ်ဘာသာစကားထက်ပိုပြီးရရှိကြတယ်လို့လည်းသိရပါတယ်။ ။စလုံးလူမျိုးတွေရဲ့လက်ထပ်ထိများတဲ့ဒလိဟာတွေပဲစိတ်ဝင်စားစရာပါ။သူတို့ဟာအသက်၈နှစ်ဝန်းကျင်မှာအိမ်တော်ပြုကြလေးရှိပြီးလူငယ်တို့ကမိမိနဲ့သက်တဲ့မိန်းကလေးကိုသူ့ရဲ့မိဘတွေစီမှာတွားရောက်ထောင်ရမ်းရပါတယ်။တောင်းရတဲ့အခါမှာလူငယ်နဲ့အတူသူ့ရဲ့မိဘနှစ်ပါးနဲ့စလုံးအကြီးကဲတဲ့ပေါဝင်ရပါတယ်။မိန်းကလေးဘက်ကလက်ခံပြီးဆိုရင်မိင်္ဂလာရက်ကိုသတ်မှတ်ပြီးလက်ဆရာနဲ့တိုင်းပင်ကဇာဘောက်တောက်ဖွဲ့တွေကိုပြင်ဆင်ကြရပါတယ်။ မင်းလာပွဲမှာကျွေးဆွေးတဲ့အစားအသောက်တွေကလည်းအများအားဖြင့်နားကင်၊နေလိုကျော်၊ငင်းဆွဲကျော်၊ကြက်ကောင်လုံးပြုံး၊ကြက်ကောင်လုံးကင်းတွေဖြစ်ပြီးအခါတလေမှာမြောက်သားတွေပြားရင်တွေရက်တီတွေပါဝင်တတ်ကြပါသေး မင်္ဂလာပွဲကတော့ရေထဲမှာကျင်းပတာမျိုးမဟုတ်ဖြစ်နေ။ပင်လေကန်းဆက်သေးတောင်ပြန်မှာလက်ဆရာကဦးစားပြီးတော့ကျင်းပပေးပါရီ။လက်ဆရာကပနွေမုံပြီးရူရနဲ့ပူပင်းဖိတ်ကသရိုးသားနဲ့သရိုးသမီးရဲ့လက်တွေကိုကိုက်ပြီးရာသက်ပံဆောင်ရှောက်ဖို့အတွက်ဆူတောင်းပေးပါရီ။သရိုးသားနဲ့သရိုးသမီးကလည်းယူနီချာပေါင်းတင်မှုတိုက်ခဲ့ကြပါရီ။မင်္ဂလာပွဲပြီးရင်ဒီပါရီကမင်္ဂလာမောင်တန်ကိုရူရလေးတစ်စင်းငါဖန်ပိုက်စုံနဲ့ငါဖန်ဒရီယာချိုးကိုလက်ဖွဲ့ပေးလိုက်ရပါတယ်။ဒါဟာသူတို့နဲ့ဦးတူတူလောက်ကန်ရှားတော့ဖို့ဆိုတဲ့အိပ်ပဲပါ။ ဇလုံးလူမျိုးတွေမှာအရန်မိုက်တဲ့အချက်ချက်ပေါက်တန်တင်တမယားစနစ်ကိုဒင်းဒင်းကျပ်ကျပ်လိုက်နာလက်ခံကြပြီးအိမ်တော်ကြီးဖောက်ပြမှုကိုလုံးဝမကြိုက်ကြဘူးလုံးဝလည်းမဆိုင်ကြပါဘူးဒီလိုရှားပါပြီးတော့တန်မိုးရှိတဲ့လူမျိုးစုဟာနောက်ဆုံးရရှိထားတဲ့မှတ်တမ်းတွေအရမြန်မာနိုင်ငံမှာဇလုံးလူမျိုးကြီးကလောက်အတိအကျကျန်ရှိနေသေးတယ်ဆိုတာတိတိကျကျပြောဖို့ခက်ခဲပါတယ်ဒါပေမဲ့ခမ်းမန်းကြီးအားဖြင့်တော့စေစုမြင့်များစွာကြာမြင့်လာတဲ့အတရာသူရဲ့လုံခြုံရေးဟာတိတိတတ်တာယုံနေလာခဲ့တယ်လို့ဆိုနိုင်ပါ रे ခီးရဲ့ဒုတက်ပြောင်းလဲလာပြီ ဒီနေ့ပြည့်တဲ့တန်ဇာတာတွေဒါရီယိုနေလာမှုနဲ့လူမှုစည်းဝါးရေးဖိအားတွေကြောင့်မို့လို့သူရဲ့ရိုးရရင်ကျေးမှုရနေထိုင်နေတဲ့လူတွေဘွားတွေဟာတဖြည်းဖြည်းနဲ့ခတ်ခဲလာကြပါတယ်။အများစုဟာမိခရိုင်နဲ့ခေါတောင်းခရိုင်တွင်သာဂျူနီမှာအစုဖွဲ့တွေနဲ့နေထိုင်နေကြသေးဖြစ်ပေမယ့်တချို့ကတော့ကန်ယူတန်ဒီတာတွေနဲ့မျိုးပြတွေဘက်ကိုရွှေ့ပြောင်းလာတာလည်းရှိနေပါတယ်။ခီးရဲ့ဒုသက်ပြောင်းလဲမှုတွေနဲ့လူစားလုံးမျိုးတွေရဲ့ရိုးရဘွားဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရပါတယ်။ မင်းရဲ့ပြည့်တည်ရင်သာတာတွေရှားပေါင်းလာမှုငါးဖန်ခွက်တွေချင်းလာမှုတွေတော့လူရနီနဲ့အတက်မွေးဝမ်းကြောင်းပြုဖို့အတွက်လည်းခက်ခဲတာပေါ့နိ။ညီညာကြီးနဲ့ကျမကြီးစားရှောင်းမှုတွေရရှိဖို့လည်းခက်ခဲနေရှိနေသေးပဲဖြစ်ပြီး သရီးရဲ့ရိုးရာဘာသာစကားနဲ့ယဉ်ကျေးမှုတွေတွေဟာခီတီရဲ့ခီမီဒိုးတလာရဲ့ပြောင်းလဲမှုတွေကလွမ်းမှုတွေကြောင့်တပြေးပြေးနဲ့ပျောက်ကွယ်သွားတော့မှာမို့လဲဇွေရင်မှုတွေရှိနေကြပါလိမ့်။မြန်မာနိုင်ငံအနေနဲ့ဇလမှုမျိုးတွေရဲ့ထူးခြားတဲ့ယဉ်ကျေးမှုအမွေတွေကိုထိမ့်သိမ်းမှုနဲ့သရီးရဲ့ဒူမှုစည်းဝါးရေးဘဝဒိုးတက်ဖို့အတွက်အထူးလေးထားဆောင်ရွက်ဖို့လဲဒီလိုပါလိမ့်။ကမ္ဘာမှာဆက်လုံးမျိုးဆိုတာမြန်မာနိုင်ငံအနီးတစ်ပါးရဲ့အရှက်တော်အရှာရဲ့ဒေတာတချို့မှာပဲတွေ့နိုင်တဲ့ရှာရှာပါပါမျိုးနဲ့ဝင်နေဖြစ်ပြီးထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်တကယ်ကိုလိုအပ်တာပါ။ဒါကြောင့်မို့လို့သရီးရဲ့ရိုးရာတွေကိုအတိအမှတ်ပြုပြီးတက် မူထောက်တာရမကြီးနဲ့ပညာရေးဆောင်ရှောက်မှုတွေရရှိအောင်ကူညီပံ့ပိုးပေးတာရေရှည်တရားနဲ့အတံမွေးဝမ်းကြောင်းခွင့်နှံတွေဖန်တီးပေးခြင်းအဖြစ်စလုံးမျိုးတွေမြမပြည်တယ်ရဲ့တံမွေးရှိဆုံးမျိုးနွယ်တွေအဖြစ်ဇက်လက်ရည်တည်နိုင်မှုအတွက်ဝိုင်းဝန်းကူညီဖို့အတွက်လိုအပ်ပါသည်သူတို့ရဲ့လိုတတ်မှုကိုမြန်နိုးတဲ့စိတ်ဓာတ်နဲ့ပင်နေပြည်ကိုချင်းမြတ်နိုးတဲ့နှလုံးသားတွေကတော့ဘာတွေပဲဖြစ်လာနေပါသည်အမြဲတမ်းကြည့်ရှိနေမှသိကြပါသည်ဒီနေ့ပြောသူမျိုးစုလို့လည်းခေါ်၊ဘင်းနိုင်ဂျီပစီလို့လည်းခေါ်ရဲ။ရေချိုးစုကလက်ဝတ်ဆန်းကြရဲ့ဆလုံးသူမျိုးတွေအကြောင်းကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါသေး။ ပရိသတ်တွေကစံတော်လူမျိုးတွေအကြောင်းမျှဝေခြင်းတဲ့ချက်လက်တွေကျွန်တော်ကြံပေးတဲ့ချက်လက်တွေဒါရင်ရှိလို့ရှင်လေကွန်မန့်မှာတခြားသူတွေတီအောင်ကဲဒါလေးဒါလေးရပါတော့ကျွန်တော်တို့ပင်လေပြောစံတော်လူမျိုးတွေအကြောင်းလေးပဲဖြစ်ပါတယ်ဆိုအဆုံးကြီးကြည့်ပြီးတဲ့ကြွလာလို့ကျွန်တော်ပြန်တယ်သူတို့စုံနေတဲ့ဗီဒီယိုလေးနေတဲ့မြန်မာပုံစံစပြီးတော့ကျွန်တော်ရုပ် channel လို့ subscribe လုပ်ရတယ် subscribe လုပ်တော့ကျွန်တော်တို့ကလည်း